က်မှာချစ်ကြည်ရင်းနှီးမှုအရာမန္တလေးမြို့အခြေဆိုင်တရုတ်ပြည်သူသမ္မတနိုင်ငံကောင်စစ်ဝင်ချုပ်ရောမြန်မာ China Wine and Gas Pipeline Company Limited နဲ့မြန်မာ Consument Company Limited တို့ပူးပေါင်းလှူဒန်းပြီး မြန်မာတရုတ်ပူးပေါင်းဆက်ဆံရေးအသင်းကပူးပေါင်းကူညီဆောင်ရွက်ခဲ့တဲ့ငလင်ကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့မန္တလေးပြည်သူစေယုံကြီးခွဲစိတ်ကုသဆောင်၃ပြုပြင်မောမှန်လှူဒန်းမှုလွှဲပြောင်းအံ့နံခြင်းအခမ်းအနားကိုမန္တလေးမြို့ပြည်သူစေယုံကြီးမှအောက်တိုဘာလ29ရက်မနက်ပိုင်းကကျင်းပပါရယ် အခမ်းအနားကိုမန္တလေးမြို့အခြေဆိုင်တရုတ်ပြည်သူသမ္မတနိုင်ငံကောင်စစ်ဝင်ချုပ်ရုံးမှဒုတိယကောင်စစ်ဝင်ချုပ်မစ္စတာကျန်းဝေမန္တလေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနဲ့ကုသရေးဦးစီးဌာနညွှန်ကြားမှုဒေါက်တာမျိုးတန်ခိုင်မန္တလေးပြည်သူဆေးရုံအုပ်ကြီးနဲ့ဝန်ထမ်းများအလှူရှင်များဖိတ်ကြားထားသူများတက်ရောက်ကြပါသည် အခမ်းအနားမှာဒုတိယကောင်စစ်ဝင်ကြုံနဲ့မန္တလေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနဲ့ကုသရေးဦးစီးဌာနမှတို့ကအမှားစကားပြောကြားကြပြီးဒုတိယကောင်စစ်ဝင်ကြုံကမန္တလေးပြည်သူ့စေယုံကြီးခွဲစိတ်ကုသဆောင်၃ပြုပြင်မောမှန်ပီစီကြောင့်အနှံစာကိုစေယုံအိုကြီးထံလွှဲပြောင်းပေးရပါတယ်။ အဲဒီနောက်စေယုံအုပ်ကြီးကအလှူရှင်များကိုဂုံပြုအမှတ်တမ်းလွှာများပြန်လည်ပေးရပါတယ်။ အဲ့ဒီပြုပြင်လှူဒန်းခြင်းကိုမန္တလေးမြို့အခြေဆိုင်တရုတ်ပြည်သူသမ္မတနိုင်ငံကောင်စီဝင်ချုပ်ရောမြန်မာ China Oil and Gas Pipeline Company Limited နဲ့မြန်မာ Consement Company Limited အဖွဲ့၃ဘွဲတို့မှပူးပေါင်းလှူဒန်းပြီးမြန်မာတရုတ်ပူးပေါင်းဆက်ဆံရေးအသင်းမှပူးပေါင်းကူညီဆောင်ရွက်မှုဖြင့်ပြုပြင်မောမှန်ခြင်းလုပ်ငန်းများကိုဇူလိုင်လ18ရက်နေ့မှာစတင်ဆောင်ရွက်ခဲ့ပြီးအောက်တိုဘာလ16ရက်နေ့မှာလုပ်ငန်းများဆောင်ရွက်ပြီးစီခဲ့ပါတယ်။ အဆိုပါပြုပြင်လှူဒါန်းမှုအတွက်မြန်မာကျပ်3600ကျပ်တိတိဖြစ်တယ်လို့တင်ပြရရှိပါတယ်ရှင်။